အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာစူးစမ်းပေမဲ့မချမ်းသာတဲ့လူ၅ဦးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာစူးစမ်းပေမဲ့မချမ်းသာတဲ့လူ၅ဦးဆိုတာဟာဘဝအတွက်အလုပ်စူးစမ်းနေသူတွေတဲကများစွာတွေ့ရတတ်ပါတယ်သူတို့လည်းနေတိုင်းတော်တော်လက်လက်နဲ့အလုပ်လုပ်ကြပါတယ်ဒါပေမဲ့ဘာကြောင့်တချို့ကတော့တိုးတက်မှုနေပြီးအခက်ခဲအပြည့်နဲ့နေထိုင်ရတာလဲဆိုတာကိုတွေးကြည့်ဖို့ကောင်းပါတယ်အောက်မှာတော့စူးစမ်းပေမဲ့ဘယ်တော့မှမချမ်းသာနိုင်တဲ့လူ၅ဦးကိုဖော်ပြပေးလိုက်ပါတယ်နဘတ်တဲ့အလုပ်ကိုမတွေးဘဲလုပ်တဲ့သူ လူအချို့ကအလုတ်ကြိုးစားကြပါတယ်မနဲ့အိယာကနိုးတာနဲ့ညနေပိုင်းအထိမပြတ်မကွက်နဲ့လှုပ်ကြပါတယ်ဒါပေမဲ့သူတို့မှာဘာအတွက်လှုပ်လှုပ်တာလဲဘာအတွက်ကြိုးစားတာလဲဆိုတဲ့ရည်ရွယ်ချက်မျိုးမရှိပါဘူးစာဝတ်နေရေးအတွက်အလုတ်လှုပ်တာရတဲ့လစာနဲ့ကျင်းနေနေတာမျိုးကိုတွေ့နေရပါတယ်ဒါကြောင့်ဘလို့ပဲကြိုးစားကြိုးစားမတိုးတက်နိုင်ဘူးမချမ်းသာနိုင်ဘူးနံပါတ်1ညံမရှိပဲကြိုးစားတဲ့သူသူတို့မှာစိတ်အားတန်နဲ့စွာရှိပေမဲ့မတိတာတွေများပါတယ်အလုတ်တစ်ခုခုကို ဉာဏ်နဲ့မတွေးနိုင်ဘူးတင်ယူခြင်းလည်းမရှိဘူးဘယ်အလုပ်လုပ်ရင်ပိုကောင်းမလဲဘယ်လိုတိုးတက်ရမလဲဆိုတာမသိဘဲတနေကုန်လုပ်နေကြတာပါဒါကြောင့်ကြိုးစားပေမဲ့မအောင်မြင်တာဟာဉာဏ်နဲ့မဆုံးဖြတ်နိုင်တာကြောင့်ပဲဖြစ်ပါတယ်နံပါတ်3လက်ရှိအခြေအနေကိုပဲတည်တဲ့သူ ဒီလူမျိုးတွေကအနာဂတ်အတွက်စီမံခန့်ခွဲခြင်းမျိုးမရှိပါလက်ရှိအခြေအနေကိုပဲသိပြီးလက်ထဲရှိသလိုတုံးပြုံးတက်တက်သူတွေပဲဖြစ်ပါတယ်ကိုဘွားအတွက်နာဂတ်အတွက်ကြိုတင်စဉ်းစားထားတာမျိုးလည်းမရှိပါဘူးအဲ့လိုလူတွေကကြိုးစားပေမဲ့ငွေသုံးနည်းကအနာဂတ်ကိုမထိန်းနိုင်တဲ့နည်းဖြစ်နေပါတယ်ဒါကြောင့်ငွေဝင်တဲ့လောက်တုံးပြုံးပြီးကြိုးစားတဲ့လောက်ချမ်းသာမှုကိုမရနိုင်ပါဘူးနံပါတ်၄လူတွေနဲ့အမြဲအပြိုင်ဆိုင်လုပ်တဲ့သူ သူတို့ရဲ့ကြိုးစားမှုဟာကိုယ်အတွက်မဟုတ်ကြပါအခြားလူတွေကိုပြန်ကျင်တာကြောင့်ပဲကြိုးစားကြပါလေသူလဲအဲ့ဒါဝယ်လိုက်တာမို့ငါလဲဝယ်မယ်ဆိုပြီးငွေကုန်အားကုန်နောက်ဆုံးမြဲမလုံလောက်တဲ့အခြေအနေတွေနဲ့ဖြစ်နေတတ်ပါတယ်ကြိုးစားမှုဟာမိမိအတွက်မဟုတ်ပဲအပြိုင်ဆိုင်အတွက်သုံးတာကြောင့်မချမ်းသာနိုင်တာပါနံပါတ်၅စိတ်မတည်မြဲတဲ့သူ အမြဲတစ်ဆန်းသက်ခြင်းနဲ့သူအလုလုလဆနဲ့ပြန်ခွာသူတွေပါစီးပွားရေးစတင်တာတခုကစပြီးနှစ်လအကြာမှာစိတ်ပြောင်းတတ်တဲ့သူအလုတခုလုပ်ပြီးနောက်အလုတစ်တခုကို လုပ်ချင်တဲ့သူဒါမျိုးဖြစ်တဲ့အခါစူးစမ်းမှုတိုင်းဟာတည်မြဲမှုမရှိတာကြောင့်ငွေတိုးမလာပါဘူးဘဝမှာချမ်းသာဖို့ဆိုတာစူးစမ်းမှုတစ်ခုတည်းနဲ့မလုံလောက်ပါဘူးဘဝမှာချမ်းသာဖို့ဆိုရင်ဉာဏ်စီမံချက်တီးခတ်မှုတည်မြဲမှုနဲ့ကိုယ်ရည်မှန်းချက်အပေါ်တစ္ဆာရှိမှုတွေပါဝင်မှသာတကယ်ချမ်းသာနိုင်မှာပါ အလုတ်လုတ်တာနဲ့စူးစားတာကြမှာကွာခြားချက်ရှိပါတယ်ကိုယ့်ရဲ့စူးစားမှုကိုအတိတ်ပဲရှိတဲ့နီလန်းနဲ့ပေါင်းဆက်မှသာချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်လာမှာပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်